တင်တိအတော်တမချန်းအစီအစဉ်များကို အတန်လွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။တောရစီမြခင်ဖျားရှင်မိန်တော်မူတဲ့ပြည့်ညတ်တွေကိုနာခံလိုက်လျှောက်ပမယ်ဆိုတဲ့ဣသရေလရဲ့ဂရီစကားတီပါရဲ့လား။ရွှေလင်းသားလို့ဖော်ပြထားတဲ့ ငှက်ရဲ့ဥပမာပြုပါဝင်မှုတွေအကြောင်းနဲ့အတူထွက်မြောက်ရာကျအခန်းကြီး19ကိုအခုလိုလေ့လာသုံးသပ်တင်ပြထားပါဗျ။ဘုရားသခင်ရဲ့မိမ့်မာချက်ကိုမောရှိကထက်ဆက်ပြောပြခြင်းနဲ့အတူဣသရေလတွေရဲ့ဖြေဆိုချက်ဘုရားသခင်အတွက်ပြင်ဆင်ရတဲ့သုံးရမြောက်သောနေ့တောင်တော်ကိုမထိနဲ့ဆိုတဲ့သတိပေးသံဘုရားသခင်ကိုတော်တိုင်တောင်ပေါ်ကိုဆင်းသက်ခြင်းဆိုတဲ့အချက်တည်းကိုပေါ်ပြဖို့အတွက်ထွက်မြောက်ရာကျမ်းအခန်းကြီး19ကိုကျွန်တော်တို့ဒီကနေ့ရောက်ရှိလာခဲ့ပါပြီ။ အမှန်တော့ထွမြောက်ရကျမ်းအမှတ်16ကနေ24ဟာဖျားသခင်ချမှတ်တဲ့ပြည့်ညတ်တော်များနဲ့တိုက်ရိုက်တက်ဆိုင်ပါတယ်။သူတို့ဟာသိနာလို့ခေါ်တဲ့အခုဆိုင်းနိုင်အရက်ဒီဖကိုရောက်လာပြီးတော့ပြည့်ညတ်တော်တွေဥပရိသတွေကိုလက်ခံပါမယ်လို့သဘောတူလိုက်ကြတာကိုဒီကျမ်းကဖော်ပြလာပါလိမ့်မယ်။ဒါပေမဲ့သူတို့ဟာဖျားသခင်ရဲ့ဂုံကျေးဇူးတော်ကိုအဲ့ဒီပြည့်ညတ်ချက်တွေနဲ့လဲလှယ်လိုက်တာဟာ အင်မတန်မှားတယ်လို့ကျွန်တော်တို့သုံးသပ်နိုင်ပါတယ်။သီနာတောင်တို့ဆောင်ခဲ့ခြင်းဆိုတဲ့ကန္ဓာနဲ့အစပြောကြပါစို့။ထွမြောက်ရာကျမ်းအခန်းကြီး19အငယ်1မှ2ဣသရေလအမျိုးသားတို့သည်အေဂုတ်ထုပြည်မှထွက်ပွားသောနောက်တတရလတရက်နေ့၌သီနာတော်သို့ရောက်ကြ၏။ရေဖြိတိန်အရက်ကထွက်သွားပြီးမှ သီနာတော်သို့ရောက်၍ထိုတော်၌တောင်ရှိမှတတ်ချကြ၏။ဣသရေလလူမျိုးတွေဟာသီနာတောင်ကိုရောက်လာကြပြီ။ မျက်မှောက်ခေတ်မှာသတင်းစာနဲ့တယ်လီဗေးရှင်းတွေမှာပလူပြန်နေတဲ့ဆိုင်နာရဲ့သဲကန္တရာကြီးပဲပေါ့အဲ့ဒီအချိန်ကာလမှာတော့တိနာတော်နဲ့တိနာတောင်လို့ဆိုထားပါတယ်ဒီတိနာတောင်မှာဘုရားသခင်ဟာပြည့်ညတ်တော်တွေကိုချမှတ်ပေးရပါလိမ့်မယ်အင်မတန်ကြီးမားတဲ့မေတ္တာကရုဏာနဲ့ပြတော်မူမဲ့အမှုပါဘုရားသခင်ကသူတို့ကိုလမ်းနှစ်သွယ်ချပေးလိုက်ခြင်းလို့ဆိုသင့်ပါတယ်အဲ့ဒီလမ်းနှစ်သွယ်ဆိုတာကတော့တခြားမဟုတ်ပါဘူး အေဂုတ်ထုပြီးကခက်ကလေးကခံယူလာရတဲ့ဘုရားသခင်ရဲ့ဥဆောင်ခြင်းနဲ့ပဲရှေ့ဆက်ရမယ့်ခီးကိုဆက်ကြမလားဒါမှမဟုတ်ရင်ဘုရားသခင်ချထားပေးတဲ့ပြည့်ညတ်တော်ရဲ့ဥပရိသများရဲ့နဲ့ပဲကြင်ကြံနေထိုင်ရင်ဘဝခီးလန်းကိုရှောက်လန်းကြမလားဆိုတဲ့လန်းနှစ်ပွေပဲဖြစ်ပါတယ်ဘုရားသခင်ဤမှာကြားချက်များကိုတင်ပြခြင်းဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်ဆက်လက်တင်ပြလိုပါတယ်ခမရောက်ရာကျမ်းအခန်းကြီး၁၉အငယ်၃၅အထိဖတ်ကြည့်ကြပါစို့ မောရှိသည်ဘုရားသခင်ထံတော်သို့တက်သွားလျှင်ဘုရားသခင်သည်တောင်ပေါ်ကခေါ်တော်မူ၍သင်သည်ယာကုပ်အမျိုးဣသရေလသားတို့အားပြန်ပြောရသောအမိန့်တော်ဟုမူကားငါသည်အဲဂုတ်ထုလူတို့၌ပြုသောအကြောင်းသင်တို့ကိုရွှေလင်းဒအတောင်ဖြင့်ထမ်း၍ကိုယ်ဖို့သိမ်းယူသောအကြောင်းကိုသင်တို့သည်ပြည်မြင်ရကြပြီထို့ကြောင့်ယခုတွင်သင်တို့သည်ငါစကားကိုအမှန်နားထောင်၍ငါဗြိညင်ကိုစောင့်ရှောက်လျင်အခြားသောလူမျိုးတကားတို့သည် သင်တို့ဒီငါပိုင်တိုက်သောဗန္တာတော်ဖြစ်ရကြလိမ့်မည်။မြေကြီးရှိအမြတ်ဒီငါဤဥစ္စာဖြစ်၏။ရှေးခေရဲ့ဖွဲ့ဆိုမှုနော်။ရွှေလင်းသာအတောင်ဖြင့်ထမ်းယူ၍ကို့ဘို့သိမ်းယူသောအကြောင်းနဲ့မင်းတို့လက်တွေ့ကြုံဆုံခဲ့ကြရတဲ့နဖူးတွေဒူးတွေရင်ဆိုင်လာခဲ့ရတဲ့အဖြစ်တွေကြီးပဲတဲ့။အခုရွှေလင်းသာဆိုတာကို အင်္ဂလိပ်ကတော့ eagle လို့သုံးတယ်။စွန်ရဲကြီးဖြစ်တယ်။ဒါပေမဲ့ Hebrew နဲ့ Khmer တို့ Greek တို့မှာကြတော့ ဘယ်လိုအတိတ်ပဲဆောင်းတယ်လဲကျွန်တော်အတိအကျမသိပါဘူးအင်္ဂလိပ်စာလုံးအရာစွန်ရဲကြီးဖြစ်တဲ့တိုင်အောင်ရွှေလင်းဒါဆိုတဲ့အခေါ်အဝေါ်ဟာပို့ပြီးအသက်ဝင်တယ်လို့ပဲခံစားရတဲ့အကဲရွှေလင်းဒါလို့ပဲကျွန်တော်ဆက်လက်အတိပြုလိုက်ပါရစေဒီလိုရွှေလင်းဒါအတောင်ဖြင့်ထမ်း၍သိမ့်ယူခြင်းဆိုတာဟာဘာကိုဖော်ပြတယ်လဲကျေးဇူးတော်ဂယုနာတော်ကိုဖော်ပြခြင်းပဲလို့ပြောပါရစေတဆက်တည်းမှာဘုရားသခင်ဆိုလိုတာကတော့ငါစကားကို အမှန်နားထောင်၍ငါဗြိညင်ကိုစောင့်ရှောက်ခြင်း အခြားသောလူမျိုးတကားတို့တဲ့ပို၍ငါနဲ့ထိုက်တန်တဲ့လူမျိုးဖြစ်လိမ့်မယ်ဆိုတဲ့အချက်ကိုဘုရားသခင်ထပ်မံပြီးထည့်သွင်းတယ်။ဒီနေရာမှာပရိညင်ဆိုတဲ့ဥပရိသဝေါဟာရဟာကန့်ညိပြီးပါလာပါလေ။အခုဒီကျမ်းမှာလည်းဖော်ပြရတယ်။မဖော်ပြသည့်တိုင်အောင်လဲဖော်ပြစရာမလိုလောက်အောင်ဣသရေလလူမျိုးတွေသိရမယ်အချက်ကတော့သူတို့တွေဟာကျွန်ခံရဧကုတ်ထုနိုင်ငံကနေဒီကနေ့သိနာတောင်ကိုရောက်ခဲ့တဲ့အချိန်အထိဘယ်သူကပို့ဆောင်ခဲ့တယ်လဲ။ ဘုရားသခင်ကပို့ဆောင်ခဲ့တယ်။ရွှေလင်းသားအတောင်ဖြင့်သိမ်းယူလာခဲ့တယ်။တနည်းအားဖြင့်ဘုရားသခင်စောင့်ရှောက်လာခဲ့တယ်ဆိုတဲ့အချက်ပဲဖြစ်ပါလေ။အခုရှေ့လျှောက်ပြီးတွေ့ကြရမှာတော့ဘုရားသခင်ရဲ့ဂယုနာတော်နဲ့ပို့ဆောင်ခြင်းကို အစဉ်တစိုက်မျှော်လင့်ပါတယ်ဆိုတာကိုသူတို့ဟာလုံးဝမပြောဘဲနဲ့ဘုရားသခင်ရဲ့အမိန့်တော်တွေကိုနာခံပါမယ်ဆိုပြီးပွားပြီးတော့ဂရုပြုလိုက်တာဟာဘလောက်မှားတယ်လေမိုက်တယ်လေလမ်းလွဲကုန်ကလေးဆိုတဲ့အချက်ပါပဲအခုဒီနေရာမှာ ရွှေလင်းဒအတောင်နဲ့သိမ်းယူခြင်းဆိုတဲ့ဝါကျကိုစဉ်းစားရင်းနဲ့ရွှေလင်းဒရဲ့အကြောင်းကိုကျွန်တော်ဖြည့်ဆွက်ဖော်ပြလိုပါတယ်။အင်္ဂလိပ်သမာကျမ်းစာက Eagle ဘုံဟုတ်စွန်ရဲကြီးများအဖြစ်တင်စားတဲ့ဒီရွှေလင်းဒဟာငှက်လောကရဲ့ဘိုးပဲဖြစ်ပါတယ်။အဖားစားတဲ့ငှက်ဘရင်ပါပဲ။အလီအမြဲဆုံးထိုးထုတ်တတ်တဲ့တံတွာလည်းဖြစ်ပါတယ်။ယောဘဝတ္ထုအခန်းကြီး9အငယ်26မှာဆိုရင်ပြင်းမြန်သောသင်္ဘောကဲ့သို့၎င်းအကောင်ကိုတုတ်လာသောရွှေလင်းဒကဲ့သို့၎င်း လွန်သွားတတ်ကြ၏ဆိုပြီးတော့သူ့ရဲ့လျင်မြန်မှုကိုအဲ့ဒီလိုပေါ်ကျူးထားပါတယ်ခရစ်တော်ကိုယ်တိုင်ကလည်းပဲရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး24အငယ်28မှာအသေးကောင်ရှိရာ၌ရွှေလင်းသားတို့သည်စူဝေးကြလဒန်လို့ဆိုခဲ့ပါတယ်အသားစားရတဲ့အကောင်ပေါ့တနည်းအားဖြင့်ဒီလိုစွန်ရဲငှက်ကြီးများသို့မဟုတ်ရွှေလင်းသားဆိုတာဟာပမာကျမ်းစာအရဖျားသခင်ရဲ့ပယုတ်ပြငှက်ကြီးအဖြစ်ပေါ်ညွှန်းလာခဲ့ခြင်းကိုခံရပါတယ် ရေစကြေလအနာဂတ်ကျမ်းမာလေအဲ့ဒီလိုပါပဲရွှေလင်းတာကိုဝိညာဉ်အစွန်းဖတ်တီရဲ့ယုတ်ထုအဖြစ်ဖော်ပြထားတာတွေ့ရပါတယ်သမာကျမ်းစာရဲ့လီကုံပိုင်းရာရိတ်ကျမ်းအခန်းကြီး၄မှာလည်းပဲရွှေလင်းတာဟာမျက်စိနဲ့တကိုယ်လုံးပြည့်လျက်ပြန်လျက်အတောင်၆ခုရှိလျက်ဆိုပြီးတော့သာဝရဘုရားသခင်ကိုကြီးမွန်းတဲ့တရားအဖြစ်ဗျာဒိတ်ညင်ရတယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့ဆက်လက်တွေ့ရပြန်ပါတယ်။ဒါတော့အဲဒီလိုသမာကျမ်းစာမှာကြီးမွန်းဂုဏ်ပြုခြင်းခံခဲ့ရတဲ့ရွှေလင်းတာရဲ့အတောင်ပံအားများဟာ အခုဣသရေလတွေအဖို့စဉ်းစားဖို့ကောင်းတဲ့ဂုဏ်ကျေးဇူးဂယုနာတော်ဒါဟာထင်လင်းရှားရှားကြီးသိပါနေပါလေဒီဂုဏ်ကျေးဇူးတော်ဂယုနာဟာသူတို့ကိုကျွံဘဝကနေလွတ်မြောက်စေခဲ့တယ်သူတို့ကိုအခက်အခဲတွေအမျိုးမျိုးမှာဒုက္ခတန်တရာတွေကြားထဲမှာမလှုပ်သာအောင်ရှိနေတော့ဤအမျိုးမျိုးနဲ့ကယ်ခဲ့တယ်ပင်လေကြီးကိုခွဲခြမ်းစေတယ်လမ်းခင်းပြီးတစ်ဖက်ကန်းကိုပို့ပေးခဲ့တယ်အသက်မုံကိုကျွေးတယ်အဖာအဖြစ်ငုံမြက်တွေကိုတက်လာစေတယ် ်အသက်ရေကိုလည်းကြောက်ကန်ကြီးစီးထွက်စီခဲ့တယ်။ဘာခဲရမီးကြောက်မှမရှိဘဲနဲ့စစ်ပွဲကြီးကိုလည်းနိုင်စေလို့အခုသူတို့သီနာတောတောင်ဘက်ကိုအသက်နဲ့ကိုအိုးစားမကွဲပဲရောက်လာခဲ့ကြတယ်မဟုတ်ဘူးလား။အဲဒီလိုအံ့ဩဖွယ်ကြီးမားတဲ့အတိုင်းအဆမရှိတဲ့ဂယုနာကျေးဇူးလို့သာသတ်မှတ်ရမယ်။ပြီးတော့အဲ့ဒီဂယုနာကျေးဇူးကိုရုပ်လုံးပေါ်ပေးလိုက်တဲ့အလင်္ကာကတော့ရွှေလင်းသားဤအတောင်ပံဖြင့်သိမ့်ယူခြင်းဆိုတဲ့ကျမ်းစာထဲရစကားစုပါပဲ။ သူ့ကိုယုံကြည်ပြီးတော့ကဲတင်ချင်းလမ်းပေါ်ကိုရောက်လာတဲ့ဒီကနေ့ကျွန်တော်တို့လူသားများအတွက်စဉ်းစားတော့ကဘာထုတယ်လဲဒီကျေးဇူးဟာတည်နေတော့မှမဟုတ်ဘူးလားရုပ်လျော့သွားခြင်းမရှိဘူးပုံတရံသာကွာချရင်ကွာချသွားမယ်မူမပြောင်းဘူးအကျွန်ုပ်ဤခေါင်းကိုစီနှင်းလိမ့်တော်မူဤအကျွန်ုပ်ဤခွက်ပလားသည်ရှံလျက်ရှိပါဤဆိုတဲ့အတိုင်းဒီနေ့အထိကျေးဇူးတော်တွေဟာရှိနေစေရှင်သန်နေစေအားကောင်းနေစေဖြစ်ပါတယ်ဒီအချက်ကိုမမိတ်မဖလုံယုံကြည်မပြည့် ယေရှုတော်ကိုချီးမွမ်းဖြင့်အသက်တာကိုဆက်ပြီးတော့ရှောက်သွားသင်းလှပါတယ်။အခုထွန်းမြောက်ရာကျမ်းပိုင်းမှာသူတို့တိနာတောတောင်ကိုရောက်လာကြပြီ။ဒီအချိန်မှာဖျားသခင်ကသူတို့ကိုပြန်လည်နှလုံးသွင်းစင်ကျင်စေတော်မူတယ်။သူတို့အတွက်ယေရှုဂိယုနာတော်နဲ့ဥပရိသားဆိုတဲ့လမ်းကြောင်းနှစ်ခုကိုရှင်ပြီးချထားပေးလိုက်တယ်။အဲ့ဒါကိုကျွန်တော်တို့ရဲ့ဣသရေလဆိုတဲ့ရွေးကောက်ခြင်းခံရတော်မူသောလူမျိုးတော်ဟာဥပရိသားဘက်ကိုသွားပြီးတော့စိတ်ညစ်တယ်။ဒီတော့ ဂယုနာတော်နဲ့ဥပရိသရဲ့ဆန့်ကျင်ဘက်သဘောတရားတွေကိုတွေးလာကြည့်ပြီးတော့တွေးနိုင်ဖို့အတွက်ကိုလည်းအကြံပြင်းအခုလိုနှိုင်းရှင်ပြလိုက်ခြင်းပါလေ။ဂျေဇုဂယုနာတော်ဟာပေးဆက်ခြင်းဖြစ်ပြီးတော့ဥပရိဆိုတာကတောင်းဆိုခြင်းတစ်မျိုးပဲ။ဂျေဇုဂယုနာတော်ကယုံကြည်ပါလို့ဆိုပြီးပြောဆိုတဲ့အချိန်မှာဥပရိသတွေကတော့လောက်ရမယ်ဆိုရင်အာနာတန်ကိုကြွေးကြော်တတ်တယ်။ဂျေဇုနဲ့ဂယုနာတော်ဟာအမြဲသိမ်မွေ့နူးညံ့တဲ့လောက်ဥပရိသဆိုတာကတော့အမှားမခံဘူး။ အသိအဆောင်မခံဘူးဂျေဇုဂိယုနာတော်ဟာအမြဲကောင်းကြီးမင်္ဂလာကိုပေးတယ်ပြီးတော့ချိုချိုသာသာကလေးပဲသွေးဆောင်နေဥပရေကတော့လူကိုချိမ့်ချောက်ပြီးတော့ကျိန်စာသိမ့်စေနိုင်တယ်ဂျေဇုဂိယုနာတော်မှာ ရှင်သန်ကွင့်သည်အဓိက ဥပရိသမှာကတော့လိုက်နာခြင်းသည်အဓိကဂျေဇုဂိယုနာတော်ရဲ့သဘောမှာလွတ်မြောက်ခွင့်ကိုဦးစားပေးတယ်ဥပရိသမှာတော့တားဆီးချုံနှောင်ခြင်းကိုဦးစားပေးတယ်ဥပရေအရရတုဟာ အုတ်ချုပ်သူရဲ့စိတ်ဓာတ်ကိုရောင်ပြန်ဟတ်စီပြီးတော့အုတ်ချုပ်ခံသူလူသားတွေရဲ့အားနည်းချက်တွေကိုလည်းပေါ်ထုတ်ပြသတတ်တယ်။အဲ့ဒီနောက်ဆုံးအချက်အတိုင်းဘုရားသခင်ချထားတဲ့ဥပဒေသားတွေဟာဘုရားသခင်ရဲ့စိတ်တော်တော်ကိုရောင်ပြန်ဟတ်တယ်။ကိုစားပြုနေတယ်ပြီးတော့ကျွန်တော်မိတ်ဆွေတို့ရဲ့အားနည်းချက်တွေကိုပေါ်ပြနေတယ်ဆိုတာဟာမရှိဘူးလား။ယောမဩဝါဒစာအခန်းကြီး3အငယ်16မှာအခုလိုတွေ့နိုင်ပါတယ်။ပညာတရား၌ပါသမျှသောစကားတို့သည် ြည့်ညက်တရားကိုခံသောသူတို့နှင့်ဆက်ဆိုင်သည်ကိုငါတို့သိကြ၏ထို့သောဖြစ်၍လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှမပြောနိုင်ပေဖျားသခင်ရှေ့တော်၌အပြစ်တင်သောသူဖြစ်ကြ၏တဲ့အလွန်မှတ်သားဖို့ကောင်းတဲ့ကြမ်းကြက်လို့ကျွန်တော်ခံယူပါတယ်အဲဒီနဲ့ပို့ပြီးမှတ်သားဖို့ကောင်းတာကတော့ကဲကင်ချင်းရဖို့အတွက်ဖျားသခင်ဟာဘယ်ဥပဒေပြည့်ညက်တော်ကြီးကိုမှ ပေးခဲ့ခြင်းမဟုတ်ဘူးဆိုတဲ့အချက်ပါပဲဘာဖြစ်လို့လဲအခုဥပဒေအတိုင်းသာဆိုရင် ဘလူမှကဲတင်ခြင်းကိုမရနိုင်တာကိုဘုရားသခင်ပြည်တယ်။စဉ်းစားကြည့်ကြပါဇောရကတက်ကြည့်ကြပါအခုမောရှိသူ့အကြောင်းကိုသေချာစဉ်းစားလိုက်ရင်သူဟာလူသက်ကောင်စိတ်ကလည်းတူတယ်ပြီးတော့ဘုရားသခင်စကားကိုခဏခဏနားမထောင်ဘူးနားကောက်တယ်အဲ့ဒါဆိုရင်ပြည့်ညတ်တော်တွေဘာဖြစ်လို့ပေးတယ်လဲဆိုပြီးမေးနိုင်ပါတယ်အဖြေကိုဂလာတိဩဝါဒစာအခန်းကြီး3အငယ်16ကပေးပါလိမ့်မယ် သို့ဖြစ်၍ပြည့်ညတ်တရားသည်အဘယ်အကျိုးရှိသနည်းဟုမူကားဂရိတော်ကိုခံသောအမျိုးအငယ်မဖြစ်မီတိုက်အောင်ဒုစရိုက်များကြောင့်ထိုတရားကိုထပ်၍ပေးတော်မူ၏အဲ့ဒီလိုဆိုထားပါလေဂရိတော်ကိုခံသောအမျိုးအငယ်ဆိုတာကတော့တခြားဟုတ်ယူလားကဲ့တင်ရှင်ခရစ်တော်ပါပဲဒါကြောင့်မလို့ဂလာတိဩဝါဒစာအခန်းကြီး3အငယ်24မှာပဲဆက်ပြီးတွေ့ရတဲ့အချက်ကကွင်းကွင်းကွက်ကွက်အဖြေပြုလိုက်ပါတယ်ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းအဖြစ်ဖြောက်မတ်ရသို့ရောက်စီခြင်းခါ ပြင်းရတရားပြီးခရစ်တော်အားဖြင့်ငါတို့ကိုပို့ဆောင်၍ငါတို့၏အထင်းဖြစ်သည်တဲ့ရှင်းပါတယ်နော်ပြင်းရတရားဟာသူ့ကိုမဆောက်နိုင်မှန်မလိုက်နာနိုင်မှန်သိတဲ့အပြစ်သားကျွန်တော်တို့ကိုခရစ်တော်စီပြည်ပြီးဒူးထောက်ဖို့အတွက်အထင်းဖြစ်လာရတယ်တဲ့ဒီတော့ဘုရားသခင်ရဲ့ပြင်းရချက်တွေးဟာ ခရစ်တော်စီကိုပို့ဆောင်တဲ့နေရာမှာကြတော့အထင်းဆိုတဲ့အတိတ်ဘယ်ကိုခေါ်ဆောင်သွားတယ်ဒီဝါဟာရဟာယောမခက်ကပေဒဂိုဂိုးစ်လို့ခေါ်တဲ့ကလေးရင်းကြီးလို့ ဖော်ပြတဲ့စကားပဲဖြစ်တယ်။ပျော့ပြောင်းနူးညံ့သွားရတယ်။သူဟာကျွန်တော်အပြစ်သားလောကုန်တရားနောင်ရေးမှာဘာမှမသိသေးတဲ့လူသားကိုတယုတရားလက်တွဲခရစ်တော်ရှိတဲ့ကားတိုင်းလမ်းကိုခေါ်သွားပြီးလူလေးရေမင်းတို့လူသားဟာကိုယ့်ရဲ့ကိုတင်တရားနဲ့ပြည့်ညက်တရားနဲ့ကြီးတော့ကယ်တင်ခြင်းကိုဘယ်လိုမှမရနိုင်ဘူးကွယ်။ဒီအပြစ်ကနေလွတ်မြောက်ဖို့အတွက်ကယ်တင်ရှင်ကိုသာအားကိုခိုးလုံရလိမ့်မယ်နော်ဆိုပြီးတော့အထက်ထပ်တရိပ်ပေးနေတဲ့သဘောရှိပါတယ်။အဲဒီလိုပြည့်ညက်တရားတော်တွေကိုယ်တိုင်က ခရစ်တော်နဲ့တွေ့ဖို့ထိမ့်ကြောင်းနေတာကိုသဘောမပေါက်နိုင်နဲ့ဟေးဟေးကျွန်တော်ကတော့ကယ်တင်ရှင်ကိုမယုံဘူးခမည်းကြီးနဲ့ပဲနေမယ်ကို့အကျင့်နဲ့ပဲကိုစူးစမ်းအထုတ်မယ်လို့ဘသူဆိုရဲသလဲကျွန်တော်တော့မဆိုရဲဘူးဆိုကောဆိုသင့်သလားဆိုယုံမကပဲတကယ်အဲ့ဒီနီးနဲ့ကောငရဲဘုံကနေလွတ်မြောက်မယ်လို့ထင်ကြသလားဖမျောက်ရချမ်းအခန်းကြီး၁၉အငယ်၆တင်တော့ဒီလေမင်းစည်းစိမ်ရှိသောယေဘုဟိမျိုးဖန်ရှင်သောလူမျိုးဖြစ်ရကြလိမ့်မည်ဟုသောအမိန့်တော်ကို ဣသရေလအမျိုးသားတို့အားဆင့်ဆူလော့ဟုမိန့်တော်မူ၏။ဣသရေလကိုဘာသာရေးနိုင်ငံကြီးနှင့်ဣသရေလတွေကိုသူ့အဖို့ပရောဟိတ်တွေဖြစ်ဖို့ကြည့်။ဖျားမခင်ရည်မှန်းခဲ့တယ်ဆိုတာပေါ်လာပြီ။ဒါပေမဲ့ဖြစ်လာခဲ့သလား။မဖြစ်ပါဘူး။အခုရင်စပြီးဂျေဇူးတော်ဂယုနာတော်အောက်မှာမနေခြင်းတဲ့လူမျိုး။နောက်ပိုင်းကျတော့ဘာလဆိုတဲ့နွားရုပ်ကိုရွှေချပြီးတော့ရုတ်ထုစင်တုအဖြစ်ကိုးကွယ်မဲ့လူမျိုး။ဘယ်လိုလုပ်ပြီးဖျားသခင်ကိုအမှုတော်ဆောင်ပေးနိုင်မလဲ။ ဖျားသခင်ရဲ့လူမျိုးတော်အဖြစ် အမှုတော်ကိုထမ်းရွက်ပေးနိုင်ကြမလဲအဲ့ဒီဣသရေလလူမျိုး၁၂မျိုးတည်းကနေတမျိုးတည်းကိုသာဘာသာရေးယေဘရဟိမျိုးအဖြစ်ဖျားသခင်က ဖြစ်လာစေမယ့်အကြောင်းနောက်ပိုင်းမှာကျွန်တော်တို့ဆက်ပြီးတွေ့ရပါလိမ့်မယ်။ဘာကြီးပြောပြောကက်ကာလကုံဆုံးကန်ဤအချိန်မှာအသင်းတော်ကိုကောင်းကင်နိုင်ငံတော်အတွက်သိမ်းဆီးပြီးချိန်မှာတော့သူတို့တနိုင်ငံလုံးဖျားသခင်ရဲ့အမှုတော်ကိုဆောင်ကြရလိမ့်မယ်လို့ဗျာဒိတ်ကျမ်းအရာကျွန်တော်တို့နောက်ပိုင်းမှာအဖြေရလာပါလိမ့်ဦးမယ်။ ထွန်းမြောက်ရတန်းအခန်းကြီး၁၉ငယ်၇မောရှိသည်ပြန်လာ၍သူတို့တွင်အသက်ကြီးသောသူတို့ကိုခေါ်ပြီးလျှင်ထာဝရဘုရားမှားထားတော်မူသောစကားအလုံးစုံကိုပြန်ပြောလေ၏အဲဒီလိုမောရှိကလည်းပြန်လာပြီးတော့လည်းပြောရောဘာသာကျော်ဣသရေလတို့ကဘယ်လိုတုံ့ပြန်ကြသလဲဆိုတာကတော့ဒီကျမ်းရဲ့အနှစ်သာရပဲနားထောင်ကြည့်ကြပါအငယ်၈လူအပေါင်းတို့ကလည်းထာဝရဘုရားမိန်တော်မူသမျှတို့ကိုကျွန်ုပ်တို့ပြီပြုပါမည်ဟုတဏီတဏီတို့ကြီးပြန်၍ပြောကြ၏ မောရှေသည်လည်းသူတို့စကားကိုထာဝရဖျက်အားပြန်လျှောက်လေ၏မောရှေလိုလူသက်ကောင်တယောက်ကိုဂျေဇုဂိယုနာတော်နှင့်ခွင့်လွတ်တဲ့ဘုရားသခင်တကောအာနာပေးခဲ့တဲ့ဘုရားသခင် ရွှေလင်းသားအတောင်ပေါ်ကခွန်အားနဲ့ဣသရေလလူမျိုးကိုကယ်တင်ခဲ့တဲ့ဂျေဇုဂိယုနာနဲ့ပြည့်ဝတဲ့ဘုရားသခင်ဒီဘုရားသခင်အပေါ်မှာဂျေဇုဂိယုနာတော်ကိုသူတို့မတောင်းဆိုဘူးကြားလိုက်ကြတဲ့အတိုင်းပဲအဲ့ဒီဣသရေလတို့ရဲ့ဂရိကြီးကနေပြီးတော့တိနာတောင်ပေါ်မှာ ပြညတ်တော်ဆိုတာဟာစပြီးပေါ်လာရတော့မယ်။ဘာဖြစ်လဲဆိုတော့သူတို့ကဒီဥပရိသကြီးကိုကျွန်ုပ်တို့ဒီပြုပါမိဆိုပြီးတော့တညီတညတိပြန်ပြောတယ်မဟုတ်ဘူးလား။ဒီတော့ဒီပြညတ်တရားကြီးဟာဘလောက်အကြည့်ရှင်သန်မလဲ။ဒီပြညတ်တရားကြီးဟာလေအဲ့ဒီသီနာတောင်ပေါ်ကနေစလာလိုက်တာ။ကရာနီတောင်ကုန်းပေါ်မှာလက်ဝါးကတ်တိုင်တော်မှာအခင်ခရစ်တော်အဖေခံတဲ့အချိန်အထိရှင်သန်ပွားရပါတော့မယ်။ထွမြောက်ရာကျမ်းကနေခရစ်တော်အဖေခံချိန်အထိ ဥပရေအကျိုးတက်ရောက်သွားရတော့မယ်။အဲဒီလောက်ကြီးမားကျေပြန့်တဲ့ဘုရားသခင်ရဲ့ပြည့်ညတ်တော်တွေကိုအကျွန်ုပ်တို့သည်လိုက်နာပါမည်ဆိုပြီးတော့ဣသရေလကြီးတွေရေရေကြီးအာမခံလိုက်ကြလေ။ဘလောက်တတိကောင်းတယ်လေ။ဘုရားသခင်ကဘာပြည့်ညတ်တော်တွေချမယ်တောင်မှမသိသေးဘူး။သူတို့ကကောင်းကျင့်ပြီးပြီ။အဲပြည့်ညတ်တော်တွေလည်းပေါ်လာရောနောက်ထပ်နှစ်ပေါင်း1500လုံးလုံးဒီပြည့်ညတ်တော်တွေကိုလေသူတို့ဘယ်သူမှလုံအောင်မဆောက်နိုင်တော့ဘူး။အဲ့ဒါဟာဓမ္မရဲ့အတွေ့အခေါ်ပဲ။ ကျွန်တော်ဘယ်နှစ်ယောက်လောက်ကိုယ့်အာကိုစူးစမ်းပြီးအနန္တတကုရှင်ဘုရားသခင်ရဲ့ပြည့်ညတ်တော်ကိုလိုက်နိုင်ပါသလဲယောမဩဝါဒစာအခန်းကြီး၈အငယ်၆နဲ့9နဲ့တိုက်ဆိုင်ကြည့်ကြစို့ဇာတိပဂရိစိတ်သဘောသည်သိခြင်းအကြောင်းဖြစ်၏ဝိညာဉ်ပဂရိဤစိတ်သဘောသည်အသက်ရှင်ခြင်းအကြောင်းနှင့်ငြိမ်သက်ခြင်းအကြောင်းဖြစ်၏အဘယ်အကြောင်းဤဟုမူကားဇာတိပဂရိစိတ်သဘောသည်ဘုရားသခင်နှင့်ဆန်းကျင်ပေဖြစ်၏ဘုရားသခင်တရားတော်အလိုတို့မလိုက်တတ်ထိုမြမကမလိုက်နိုင် ပြက်ပြက်သားသားပဲဆိုလိုက်ပြီမလိုက်နိုင်ဘူးတဲ့ဇာတိပဂရိဆိုတဲ့ကျွန်တော်တို့လူတွေဟာဘယ်နည်းနဲ့ဘုရားသခင်တရားတော်ကိုမြှောင်လိုက်နိုင်ပါမလဲအဲ့ဒီအယူအဆမှန်မမှန်ဆိုတာတော့တခြားရှောက်မကြည့်နဲ့ကိုကိုကိုသာပြန်ကြည့်ုံနဲ့သိနိုင်တာတဲ့ကိုဟာအမှန်တကယ်ဒီဘုရားရဲ့စံချိန်စံညွန်းနဲ့မြှောင်နေနိုင်ရဲ့လားအခုဒီပြညတ်တရားနဲ့ဘယ်လိုမှအပြစ်မလွတ်နိုင်တဲ့လူလောကနလန်မထူနိုင်တဲ့ဘဝဘုရားသခင်လမ်းသစ်ကိုထွင်ပေးထားတဲ့အတွက် ကျွန်တော်တို့အလွန်ကျေးဇူးတင်ရတယ်။သင်သိရသောသမာကျမ်းဟာအဲ့ဒီအသက်လမ်းကိုညွန်ပြသွားမှာပါ။မိစေများခမညာတရားတော်ဆိုတဲ့မြင့်မြတ်လွန်းတဲ့ဖရာအမိန့်ကိုကျွန်တော်တို့လူသားဘယ်နှစ်ယောက်များစံချိန်အထိလိုက်နိုင်လို့လဲ။လိုက်နိုင်ရဲ့ဆိုတဲ့လူသားဆိုတာကိုရောဘယ်နှစ်ယောက်ကြားဘူးလဲ။လောကသားဟာလောကသားပဲမဟုတ်ဘူးလား။လောကသားနဲ့မတူအောင်ပင်ပန်းဆင်းရဲခံနိုင်မှဖရာသခင်ပြည့်ညတ်တော်ဆိုတာကိုနည်းနည်းပပဖီကောင်းမိနိုင်မယ်လို့ပဲကျွန်တော်ဆိုချင်ပါတယ်။ ်ဒါဟာဣသရေလဆိုတဲ့ဓမ္မမှတ်ကြောက်တင်ခံရတဲ့လူမျိုးရဲ့ပမိုင်းကြောင်းကပေါ်ထွက်တဲ့အဖြေပဲဖြစ်ပါလေဖျားသခင်ကြွဆင်းခြင်းအကြောင်းကိုဆက်ပြရစီထွမြောက်ရာကျမ်းအခန်းကြီး19အငယ်9ထာဝရဘုရားကလည်းကြည့်ရှုလောသင်နှင့်ငါပြောသောအခါလူများတို့သည်ကြား၍အစီအမည်သင့်ကိုယုံကြည်အကြောင်းမိုးတိမ်တိုက်၌သင့်စီသို့ငါလာမည်ဟု မောရှေအားမိန့်တော်မူ၏မောရှေသည်လည်းထာဝရဘုရား၏စကားတော်ကို လူများတို့အားပြန်ပြောလေဥပရိသကိုထာဝရဘုရားချထားခြင်းဆိုတဲ့ပုံစံဟာကြည့်လို့ကောင်းသလားမကောင်းဘူးလားနှစ်သက်စရာကောင်းသလားပျော်စရာကောင်းသလားဒါမှမဟုတ်ရင်ကြောက်စရာကောင်းသလားဆိုတာကိုအခုလက်တွေ့မြင်ရတော့မယ်အငယ်30မှ71ထာဝရဘုရားကလည်းလူတို့ရှိရာသို့သွား၍ယနေ့နှင့်နှက်ပြန်၌သူတို့ကိုသင်ရှင်းစေလော့သူတို့အဖို့ကိုရှော်စေ၍သုံးရမြောက်သောနေ့၌အသိရှိနေစေလော့အကြောင်းမူကားသုံးရမြောက်သောနေ့၌ထာဝရဘုရားသည် လူအပေါင်းတို့ရှိသီနာတောင်ပေါ်သို့ဆင်းသက်တော်မူမည်။ພັນစင်းရှင်ထာဝရဖះဆင်းသက်မဲ့ပွဲဘလောက်ငေးကြည့်ကြစရာကောင်းတယ်လေ။ဒါပေမဲ့သေသေးချာချာလေးဆက်ပြီးနားထောင်ကြပါ။အငယ်ဆက်နှစ်လူတို့မကြော်ရသော အစည်းအကာတို့ကိုတောင်ပတ်လေ၌စီရင်၍သင်တို့သည်တောင်ပေါ်သို့မတက်တောင်ချီရင်သို့မထိရအောင်သတိပြုကြဟု ပြောတော့တောင်ကိုထိမိသောသူမြည်သည်ကဧကံအမှန်အသေးခံစေ။ကဲပြောစရာကောင်းပြီလား။ ဥပရေပြုမှုအခမ်းအနားကြီးဟာစချီလိုက်ကလေးကရင်တကိုဆိုလိုမဟုတ်ဘူးလားတောင်ကျေရင်တောင်မှမကတ်မခံဘူးအစည်းအဓာတ်တွေလှုပ်ထားတယ်ထိတာနဲ့သေစေတဲ့ကြောက်စရာကြီးမဟုတ်ဘူးလားဝန်းသာစရာလားဝန်းနေစရာလားဖျားသခင်လာတယ်ဟဲ့လာတယ်ဟာဆိုပြီးတော့များဦးမြူးပြီးပြည့်တက်မယ်စိတ်မကူးနဲ့သေစေတဲ့သေစေစရက်နေရာမှာတောင်ရိုးတောင်မဟုတ်သေးဘူးအေကံအမှန်ဆိုတာပါလိုက်သေးတယ်အေကံအမှန်အသေးခံစေတဲ့ကဲ ဲ့ဒီလောက်ဣတရီလာတွေလက်ကမ်းကြိုဆိုခဲ့တဲ့ဥပရေပြုဖွင့်ပွဲအခမ်းအနားကြီးအကြောင်းကိုဆက်ပြီးကြည့်ကြရအောင်ဖျက်မြဝါချန်းအခန်းကြီး79အငယ်73ကနေ76အထိဆက်ပြီးကြည့်ကြပါအောင်စို့တောင်ကိုထိမိတဲ့လူဟာအဖေခံရမယ်မုတ်ချအဖေခံရမယ်ဆိုုံနဲ့မကသေးဘူးအဲ့ဒီတောင်ကိုထိတဲ့လူနဲ့မကင်းရမကင်းကြောင်းတွေပါမသက်သာတဲ့အကြောင်းကိုအဲ့ဒီမှာဆက်ပြီးတော့တွေ့ရမယ်အခန်းကြီး79အငယ်73ကနေ76ထိုးသူကိုလက်နဲ့မထိရအကယ်စင်စစ်ကြောက်ခဲနဲ့ပြည့်ရမည် သို့မဟုတ်လှန်နှင့်ထိုးရမည် လူဖြစ်စေတရိษံဖြစ်စေအသက်မရှင်ရတဘိုးသည်ကြာကြာမြည်သောအခါလူများတို့သည်တောင်သို့လာရကြမည်ဟုမောရှေအားမိန့်တော်မူ၏မောရှေသည်တောင်ပေါ်သို့လူတို့ရှိရာသို့ဆင်းသက်၍သူတို့ကိုတန့်ရှင်းစေ၏သူတို့သည်မိမိအဝတ်များကိုလျှော်ကြ၏မောရှေကလည်းသုံးရက်မြောက်သောနေ့၌အသိရှိကြလော့မယားကိုမချင်းကြနေဟုလူတို့အားဆိုလေ၏သုံးရက်မြောက်သောနေ့နံနဲ့အချိန်၌တောင်ပေါ်မှာမိုးချုံခြင်း ကြက်ပြက်ချင်းနဲ့တကွမိုးတိမ်တက်လွှမ်းမိုး၍ကြီးသောအဗံနှင့်တဘိုးမြည်သဖြင့်တတ်နိုင်ရှိသောလူအပေါင်းတို့သည်တုန်လှုပ်ကြ၏။သင်ချံအမြောက်မဟုတ်ဘူးနော်။နန်းနဲ့ချိန်ခါကပွဲပရိသာလည်းမဟုတ်ဘူး။ဝုံဝုံတိုင်းတိုင်းနဲ့မိုးတွေချုံပြီးတော့ပြက်စီးတွေထပြီးလက်တယ်။ပြီးတော့မိုးတိမ်တိုက်ကြီးတစ်ခုမနဲ့စောစောစီစီပေါ်လာပြီးတဘိုးခရာတွေတူပြိုင်တွတ်လိုက်တာ။အေယာမတော်လဲတဲ့ကြီးလို့ပေါ်ထွက်လာလို့အရင်တလောကအာမလက်တွေကိုခန်းချလာတဲ့တက်တဲ့က ဘိုးချုပ်ယောရှုတို့လိုမျိုးချစ်သူရဲကောင်းနေတောင်အပြစ်မထွက်ရဲဘူး။ gain ဘယ်နဲ့ရှိစားဣတရီလား။ဥပရိသတို့ရဲ့မိစ္ဆက်အခမ်းအနားကြီးရဲ့အရသာကိုသိသွားပြီပေါ့။ဘသူမှအငြိမ်မနေရဘူးလေ။သုံးရဲ့လုံးလုံးအဝတ်တေးကြီးပဲလှိမ့်လျှော်ခဲ့ရတယ်။ပတ်ဝန်းကျင်ဖန်ရှင်လည်းမလုံမနေရ။မိမနဲ့နည်းနည်းပါးပါးထိမိရင်ရေချိုးပြရတဲ့။အဲ့ဒီလောက်ဒီအခမ်းအနားကြီးဟာကြီးကျယ်တယ်ကြောက်စရာလန့်စရာကောင်းနေ။ထမင်းရကြံအခန်းကြီး၁၉အငယ်၁၉မှ၂၁မောရှိသည်လေဖျားသခင်နှင့်တွေ့စေခြင်းက လူများတို့ကိုတတ်ထဲကဆောင်ရက်သဖြင့်သူတို့သည်တောင်ကျေရင်အောက်၌ရက်နေကြ၏။ထာဝရဘုရားသည်မိဖြင့်လွှမ်းလျက်သီနာတောင်ပေါ်သို့ဆင်းသက်တော်မူသောကြောင့်တောင်လုံးမိโกထက်လေ၏။မိโกသည်လည်းမိဘဤမိโกကဲ့သို့တက်၍တောင်လုံးပြင်းစွာလှုပ်လေ၏။တဘိုးမြည်သံသည်ကြာကြာမြည်လျက်အသံတိုး၍ကြီးသောအခါမောရှိသည်ခေါ်၍ဘုရားသခင်သည်စကားနှံနှင့်ထူတော်မူ၏။ထာဝရဘုရားသည်လည်းသီနာတောင်ထိပ်ပေါ်သို့ဆင်းသက်၍ မောရှေကိုတောင်ထိပ်ပေါ်သို့ခေါ်တော်မူလျက်မောရှေသည်တက်လေ၏မောရှေကဘုရားသခင်နဲ့တွေ့ဖို့ခေါ်လို့သာထွက်ရတဲ့ဣသရေလစိတ်ထဲမှာတော့ဘုရားသခင်ကိုညတွေ့ရပါမလားမှတ်ပါလေမိ गो တွေကြောက်ခမန်းလေးလေးနဲ့တောင်ကြီးမှာရောင်ပေရောင်ပေဖြစ်နေမှာပေါ့မလှုပ်ရဲဘူးအသွားမတော်တနှမ်းလေမတော်စဘုရားသခင်က out of bound လို့ခေါ်တဲ့မဝင်ရဆိုတဲ့ area ကိုတွတ်ထီမြင်ဘယ်နဲ့လုံးလဲမုတ်ချသေစီဆိုတဲ့ပြညတ်တော်အဖွင့်ဏိဒံမိတ်ဆက်ဥပရေကိုချထားပြီးပြီမဟုတ်ဘူးလား တဘိုးမိသန်တွေကပို့ပြီးကျေလာတော့မှမောရှေကဘုရားသခင်ကို"အိုးဘုရားသခင်ကျွန်တော်အားလုံးအစဉ်သင့်ရှိပါပြီခမရ"ဆိုတဲ့သဘောမျိုးအော်ပြောရလိမ့်မယ်။ဒီတော့မှဘုရားသခင်ကထူးတဲ့အဖန်ကိုပေးတယ်တဲ့။အဲ့ဒီအဖန်ကိုပြိသက်ကြားတာလွဲလို့ဘုရားသခင်ကိုမမြင်ရဘူးမြင်နိုင်ခွင့်လည်းမရှိဘူး။ဒီကမ္ဘာသမိုင်းမှာအာဗြဟံကစတဲ့ဘယ်လူသားမှဘုရားသခင်ကိုလူချင်းဆုံတွေ့တယ်လို့တော့တွေ့ခွင့်မရှိခဲ့ဘူး။ကောင်းငင်တမန်တို့အဖန်တို့အရေးအငွေတို့လောက်နေတာ လူကိုသူ့ရဲ့ကိုစားတွေ့ခွင့်ပေးတာဒါကိုပဲသူနဲ့တွေ့ဆုံတယ်လို့ကျွန်တော်တို့ပြောနေရတာအမှန်မှာတော့လူလူချင်းတွေ့တာမျိုးဘုရားသခင်ကိုတွေ့ခွင့်ပဲလူသားမှမရှိဘူးတခုတော့ရှိတယ်ခရစ်တော်ဆိုတဲ့ဘုရားသခင်ရဲ့လူစားတိပုံတံကိုဆောင်ယူသူတပါးရီသောသားတော်ယေရှုကိုစိတ်စိတ်ကြည့်သူ့စကားကိုစိတ်စိတ်နားထောင်ပြီးယုံကြည်ခြင်းနဲ့တွေးခေါ်မျှော်မှန်းကြည့်ဘုရားသခင်ကိုဖူးမြော်ရတယ်လို့ခံစားရလိမ့်မယ်ဒါကိုရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်18မှာအခုလို့တွေ့နိုင်ပါတယ် တရားသခင်ကိုအဘယ်သူမျှမမြင်စဖူးတော်လဲခပြီးတော်ဤရင်ခွင်၌ရှိသောတပါးရီသောသားတော်သည်တရားသခင်ကိုခြေရှားစေတော်မူပြီတဲ့အခုဣသရေလတို့ဘုရားမှာတော့ကြောက်လွန်းလို့တုတ်တုတ်တော်မှမလှုပ်နိုင်ဘူးကျွန်တော်ထင်ပါတယ်အရင်တုန်းကတခါမှဒီလိုလက္ခဏာနဲ့မလာဘူးတဲ့ဘုရားသခင်ရဲ့ကြွဆင်းခြင်းကြောင့်မောရှိတောင်မှအတော်ကြီးကိုကြောက်လန့်တုန်လှုပ်နေလိမ့်မယ်လို့ကျွန်တော်တက်ဆမိပါတယ်ထမယောရာကျမ်းအခန်းကြီး၁၆အငယ်၂၂မှ၂၅အဆုံးအထိ ထာဝရဘုရားထံသို့ချဉ်ကပ်သောယေဘုဟိတ်တို့သည်လေကိုကိုကိုသန့်ရှင်းစေရမည်။သို့မဟုတ်ထာဝရဘုရားသည်တန်ခတ်တော်မူမည်ဟုမောရှေအားမိန့်တော်မူ၏။မောရှေကလည်းလူတို့သည်သီနာတောင်သို့မတက်နိုင်ကြပါ။အကြောင်းမူကားမကြော်ရသောအစီအကာတို့ကိုတောင်ပတ်လည်၌စီရင်၍သန့်ရှင်းစေလော့ဟုမှားထားတော်မူပြီးဟုထာဝရဘုရားအားပြန်လျှောက်လေ၏။ထာဝရဘုရားကလည်းဆင်းသွားလော့သင်နှင့်အာယုံသာလင်တက်ရမည်။ယေဘုဟိတ်များလူများတို့သည်ထာဝရဘုရားထံသို့တက်ခြင်းကား မကြော်မဝင်စေနှင့်သို့မဟုတ်သူတို့ကိုတန်ခတ်တော်မူမည်ဟုမိန့်တော်မူ၏မောရှေသည်လည်းလူများတို့ရှိရာသို့ဆင်း၍ကြားပြောလေ၏ရွှေလင်းတာအတောင်ပံနှင့်ချီပင့်ခဲ့တဲ့ဂျေဇူးဂယုနာတော်ကိုသာပေးပါလို့တောင်းဆိုဖို့တည်းဥပရေတို့ကိုမိန့်တော်မူသမျှတို့ကိုတညီတညွတ်တီးလိုက်နာပါမည်ဆိုတဲ့ဣသရီလရဲ့ပါမန်လူမပြောနဲ့ယေပရောဟိတ်တွေ့တောင်မှအခုဒုက္ခတွေရောက်နေပြီမဟုတ်ဘူးလားမသင်ရှင်းတဲ့ယေပရောဟိတ်တွေရုတ်ရုတ်မလုံနဲ့ ဒဏ်ခတ်ပြစ်မယ်ဆိုလို့မျက်လုံးလေးတွေပိတ်ကလပ်ပိတ်ကလပ်ဖြစ်နေပြီပေါ့ပြီးတော့ယစ်ပရောဟိတ်သောဘာသောညာသောမတက်စေရဘူးတဲ့မင်းနဲ့အာယုံပဲတက်ရမယ်တဲ့အဲ့ဒါနဲ့ပဲဝုတ်ဖြူစင်ကြယ်ကြီးတွေကိုစီနဲ့ယစ်ပရောဟိတ်အပေါင်းလေတောင်ဆောင်မှာပဲငုတ်တုတ်ထိုင်ပြီးကြံရစ်ခဲရတော့တယ်ဤကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့မိမိတို့ဟာဖျားသခင်ပြုသမျှနှုတ်ရမယ်လူတွေသာဖြစ်တယ်အားနေတဲ့အပြစ်သားတွေသာဖြစ်တယ်ဆိုတာကိုမသိခဲ့ကြတဲ့ဣသရေလရဲ့အမှားမျိုးကို ျွန်တော်မျက်မှောက်ခေလူသားတွေဟာမမှားမိကြဘူးအထူးပဲလိုအပ်တယ်။လောကုတ်တရားဘဝအတွက်လက်နှစ်သွယ်ရှိနေပါတယ်။ပြည့်ညတ်တော်များနဲ့ပြည့်ဝတဲ့အကျင့်တရားနဲ့ကျေးဇူးဂရုဏာတော်လမ်းများပဲဖြစ်ပါတယ်။ဘယ်လမ်းဟာမှန်ကန်တိကျတယ်။လူသားဘဝနဲ့အစဉ်ပြေလိုက်လျောညီထွေရှိတယ်ဆိုတာကိုအလေးနဲ့စဉ်းစားသင့်လာကြအောင်တင်ပြလိုက်ပါစီခင်ဗျာ။နောက်တစ်ချိန်အစီအစဉ်မှာထွတ်မြောက်ရာကြာအခန်းကြီး20အခန်းငယ်1ကနေအခန်းငယ်16အထိကိုလေ့လာမှာဖြစ်တဲ့အတွက် စောင့်မျှော်နားဆင်နိုင်ပါတယ်။